လက်ထက်ကန်ဒီဟေဝင်ရန်နဲ့ပေါလိုလိုညာလိုလိုဗီဒီယိုဖိုင်လေးကြောင့်လူပြောများနေတဲ့ထက်ထထုံလက်ထက်ကန်ဒီမှာမှဟေဝင်ရန်နဲ့ပေါလိုလိုညာလိုလိုအနေထိုင်မစင်ချင်တဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကြောင့်လူပြောများနေတာကတေးရုံဆောင်ထက်ထထုံမှာဒီဗီဒီယိုဖိုင်ကြောင့်လူတွေကထက်ထထုံကိုရောဟေဝင်ရန်ကိုပါအနေထိုင်မစင်ချင်မှုဆိုပြီးအပြစ်တင်ပြောဆိုနေကြတာပါ ပြည်ထောင်ချင်းအားလုံးသိကြတဲ့အတိုင်းခုဆိုရင်နုပညာလောကရဲ့ live ဖက်နေတဲ့ဆုံးတွေအားကြတဲ့ဆုံးတွေဖြစ်တဲ့ဟိဝိယန်နဲ့စုပြည့်တစင်တို့ဟာကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ကြတော့မှာဖြစ်ပါတယ်။သူတို့နှောင်းဟာငယ်စဉ်ဆုံးတွဲလူတော်တင်စားခေါ်ဝါကြရလောက်အောင်ချစ်သူတွေဖြစ်နေတာ6နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ဒီလို6နှစ်ကျော်အတိုင်းအောင်တယောက်နဲ့တယောက်နားလည်မှုတွေချစ်ချင်းမေတ္တာတွေနဲ့ခိုင်ခိုင်မာမာတိဆောက်ခဲ့ပြီးတဲ့နောက်အခုချိန်မှာတော့နှစ်ဖက်လူကြီးမိမာတွေသဘောတူစွာနဲ့ကြီးကျယ်ခမ်းနားစွာလက်ထပ်ကြတော့မှာဖြစ်ပါတယ်။ တကယ်တော့ဟင်းဝီရန်နဲ့စုပြည့်တစင်တို့ဆောင်တွဲကိုပြည်သက်တီကနေဟုံးရင်ဗီဒီယိုစကားတွေမှာအတူတူတွဲဖက်တရုပ်ဆောင်ကြတဲ့ကာလတွေကလေးကအချမ်းကိုလိုက်ဖက်ညီလွန်းလို့ဓာတ်ရုပ်ပေတာတွေမိလွန်းလို့အပြင်မှာပါတကယ်ကြိုက်နေကြတာလားတကယ်သာညားသွားရင်ကောင်းမှာပဲဆိုပြီးပြည်သက်တီကသဘောတူနေကြတာဖြစ်ပါတယ်သူတို့ညောင်ရဲ့တွဲဖက်ညီမှုအပေးယူမျှတမှုတွေကရုပ်ရှင်ကြီးပြည်သက်ကိုအတိုင်းသားမြင်သာစေခဲ့တာပါ အခုတော့ပြိတ္တတွေဖြစ်စေခြင်းနဲ့တိုင်းပြိတ္တတွေမျောလင့်ထားတဲ့အတိုင်းဟိမရနဲ့စုပြည့်တဲ့စင်တို့ကတကယ်ပဲဘဝလက်တွဲပေါ်တွေဖြင့်မင်္ဂလာဆောင်ကြတော့မှာမလို့အလုံးကလည်းဝမ်းသာနေကြတာပါမင်္ဂလာပွဲတည်နေထွက်လာကြတဲ့ကပြိတ္တတွေကသူတို့နှစ်ယောက်အတွက်ဂုဏ်ပြုစကားတွေဆုတောင်းစကားတွေပေးပို့ခဲ့ကြပါတယ်ဒါပေမဲ့လည်းပြိတ္တတွေအလုံးကသူတို့ရဲ့မင်္ဂလာပွဲအတွက်ရှင်းကုန်စိတ်လှုပ်ရှားနေကြတဲ့ဒီလိုလက်ထပ်ခံနေအချိန်ကြီးမှာမှအခုလိုလူပြောစရာထင်မှားစရာဗီဒီယိုဖိုင်တစ်ဖိုင်ကထွက်ပေါ်လာတာပါ ဒါပြိတ္တတွေကိုတော်တော်လေးအံ့အသင့်စေခဲ့ပါတယ်။အရာကတော့ပါလေးဆိုတော့တတူတာလောင်ဟင်းဝင်ရနဲ့နောက်တဲ့တရုတ်ဆောင်မင်းသမီးတူဖြစ်တဲ့ထက်ထထွန်းတို့နေအောင်အရန်ကိုရိုမန်တစ်ဆန်တဲ့အခန်းတစ်ခန်းနဲ့မှနှစ်ယောက်သေးချစ်သူတွေလိုအရန်ကိုနီးနီးကပ်ကပ်ရှင်နေပြီးဟင်းဝင်ရန်ကထက်ထထွန်းကိုအောက်ပွားပြီးတော့မယ်ပုံစံမျိုးမျက်နှာချင်းအရန်အပ်ထားတဲ့ပုံစံမျိုးမြင်တွေ့ရတာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုမြင်လိုက်ရတဲ့ပရိသတ်တွေကအထူးသဖြင့်စုပြည့်သစင်ရဲ့ပရိသတ်တွေကဒေါသထွက်ခဲ့ကြပါတယ်။မင်္ဂလာဆောင်တော့မယ့်ယောက်ျားတစ်ယောက်ကတီလိုအနေထိုင်မျိုးဆင်ကျင်တဲ့နေထက်ထထွန်းအနေနဲ့လေကိုလောက်ဖို့ကင်မက်ကမချခင်လက်ထတော့မယ်မှတီလျင်နေဒီလိုနီးကက်တဲ့ပုံစံမျိုးမနေသင့်ဘူးဆိုပြီးဟိဝိယံနဲ့ထက်ထထွန်းကိုအပြစ်တင်ဝေဖန်နေကြတာပါ။တချို့ဆုံးစုပြည့်သစင်တွန်းစိတ်မကောင်းမှုဆိုပြီးပြောကြတဲ့အထိပါပဲ။ ဒါပေမဲ့လည်းတကယ်တော့ဟိဝိယံနဲ့ထက်ထက်တွန်းအောင်စိန်နှန်းတော် စိန်ရွှေရတနာဆိုင်အတွက်ကြောင်ညာရိုက်ကူးနေတာပါဒါသူတို့မျိုးရဲ့ပုံကူကြီးအကြောင်းအရလုံးဝမဟုတ်ဘဲအလုတ်တပေါင်းရရိုက်ကူးခဲ့တဲ့ကြောင်ညာဗီဒီယိုဖိုင်တစ်ခုသားဖြစ်ပါတယ်ပိုပြီးတိတိကျကျပြောရရင်အဆိုပါကြောင်ညာဟာအခုမှရိုက်ကူးထားတာမဟုတ်ဘဲလွန်ခဲ့တဲ့နှစ်ကလေးကရိုက်ကူးထားတဲ့ကြောင်ညာဖြစ်ပါတယ်ကြောင်ညာရဲ့ဇလန်းတပေါ်တရားရောင်ချစ်သူမျိုးရဲ့ romantic ဆန်တဲ့ပုံစံကိုတရုပ်ဖော်ရတာဖြစ်လို့အခုလိုနီးနီးကပ်ကပ်တရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ် ဒါပေမဲ့လေခုချိန်မှာတော့ဟေဝီယန်တို့မင်္ဂလာဆောင်ကနေ့ချိန်ကြာမှာဘသူကစောက်ဖွားလို့ဖွာမှန်းမသိပေမယ့်ဒီကြောင်ညာဗီဒီယိုဖိုင်တွေကအဲ့ဒီအနီးကပ်ဆုံးခန်းလေးကိုပဲဖြတ်တောက်ပြီးပြန်တင်လိုက်တဲ့အခါမှာတော့အဖြစ်မှန်ကိုမသိကြတဲ့လူတွေကြားထဲမှာဟေဝီယန်နဲ့ထက်ထက်တွန်းတွေရဲ့ဗီဒီယိုဆိုပြီးထင်အောင်ထင်မှားဖြစ်ကလူပြောများနေတာဖြစ်ပါတယ်။ပရိသတ်ဂျီရိုအနေနဲ့လေဒီလိုသတင်းမျိုးတွေတွေ့မြင်တဲ့အခါမှာအဖြစ်မှန်ကိုသေချာမဆုံးဆန်းမဝေဖန်ကြဘူးတိုက်တွန်းလိုက်ပါတယ်ရှင်။ အခုတော့အလုံးရှင်းရှင်းလင်းလင်းသိသွားကြပြီလို့ထင်ပါတယ်ပရိသတ်ကြီးရောဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်